မင်းတို့အခုကြည့်လေပြည့်လေဝက်လူပါပြည့်လေပြတ်သွားတော့ပါပြည့်လေနှစ်ထုံးကြီးမင်းတို့ရမယ်ထင်လားမင်းတို့အနီအားပဲထောက်ခံတဲ့လူတွေအားလုံးပဲဘဝတွေပြည့်စည်သွားမှာစစ်တပ်ကဘာမှမဖြစ်ဘူးမင်းကြည့်လားမန္တလေးနဲ့တနအိခီနေပြည်တော်နဲ့နှစ်နာရီခီဝက်လူ yes ကန်နှစ်ထုံးကြီးမြို့မင်းအပီဂျီနဲ့ယူရဲကြိုက်တာတော့ဘောမှာတတိုက်တခါရဲမြင်အောင်လားကြည့် ဟယ်လိုချားရမြဝပြည်သူညီကိုမောင်မောင်များအားလုံးပဲမင်္ဂလာပါ news page channel ကနေပြန်မှကြိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ16ရက်နေ့ကျွန်တော်တနင်္လာနေ့မနေ့ပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့မနေ့မှာဆွေးနွေးတော့ကျွန်တော်တော်လိုင်းရဲ့အဆူရရဲ့နေပြီးတော့ယူဆောင်လာပေးတဲ့တော်လိုင်းတရင်ထိုးတရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့စာဆုံးချစ်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ပထမအဆုံးအနေနဲ့ခရင်လိုပဲတရင်တူလေးတွေချစ်လိုက်ရအောင်နော်ပထမဆုံးတရင်တပိုးအနေနဲ့ကတော့ကချင်ပြည်နယ်ဖားကနန်ရာကာမိုင်းလန်းပိုင်မှာရှိတဲ့တရားညီတော်အနီးမှာတပ်ဖွဲ့ပြင်းထန်နေပြီးတော့မှ အချမ်းမစတဲ့ဘက်ကတိကျတဲ့စုံမှုများပြားပြီးလက်နက်ခဲများကိုလည်းတင်းစဲရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဒီမရက်မှာဆိုရင်လည်းတရန်းကြီးတော်တောင်းမှာတိုက်ပွဲပြင်းထန်ဖြစ်ပွားနေတဲ့စစ်ကောင်စီစစ်ကြောင်းအသေးကိုနည်းနည်းချင်းရှိတိုးလာတာ။တလအတွင်းမှာတရန်းကြီးတော်ထိရောက်လာတာပေါ့။သူတို့ကတိကျတဲ့စုံနာတွေလက်နက်တွေတင်းစဲရှိပြီးတော့မှမြောက်များရှိတယ်။လက်နက်ရှောက်မှာဆိုရင်လည်းစစ်ကိုတွေများကြီးတိကျတယ်ဆိုပြီးတော့မှအကဲရေးစေးတနမင်းကလည်းမြို့မှာပြောဆိုထားတာဖြစ်ပါတယ်။ဖာကမျိုးနဲ့ဖာကနိုင်ရာကမိုင်းလန်ပိုင်းအင်းတော်ကြီးဝေခေါ်ဖာကလမ်းကြောင်းတွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်ချမ်ပစ်စစ်ကောင်စီတပ်က ဝေဟင်မြေပြင်အင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေတာဖြစ်ပြီးတော့မှအင်အား600ခန့်တင်ကားနဲ့စီဒရုန်းတွေတုံးပြီးပြီးတော့မှခြေတက်လာတယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ဒါကတော့ဗောနော်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ခုဆိုရင်ဘာကမျိုးတီးကိုခြေတက်နိုင်ဖို့စူးစမ်းနေတဲ့အချိန်မှာပဲကျွန်တော်ခဲ့ PDF ပုံပုံတပ်ဖွဲ့တွေနဲ့ပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့တွေခြေတက်လာတဲ့လမ်းတစ်လျှောက်မှာ ပြန်ပြီးတော့မှခြေမုံတုတ်တင်နေတာပြီးတော့မှဒါကတော့ကျွန်တော်မျှော်လင့်ဘပူတာဆိုတော့ဗောနော်ခုဆိုရင်ကချင်မြေမှာအတုံးယုံးတွေနဲ့တင်ချိုင်းမြေဖြစ်ပြောင်းလဲပေးနေတာကိုကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်။ နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့2015နဲ့2020ပြည်နှစ်အထွေထွေရွေးကောက်ပွဲတွေမှာခွက်ခွက်လန်ရှုံးနေခဲ့တဲ့ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDPR ဆိုရင်ဘွဲ့ပညာသက်80ရာခိုင်နှုန်းပေါ်ဝင်တဲ့ကိုယ်စားလှယ်လောင်းတထောင်ကျော်နဲ့စစ်ကောင်စီအရလုံးရဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့စူပရမကျွန်တော်သိရတာဖြစ်ပါတယ်။ကိုယ်စားလှယ်တွေရဲ့ပညာရေးချင်းအတော့ဒေါက်တာဘွဲ့ဆရာဝန်ပညာရက်ဆိုင်ရာဒေါက်တာဘွဲ့60ဦးမဟာဘွဲ့နဲ့တခြားဘွဲ့ရက်သူ129ဦးစုစုပေါင်း189ဦးရာခိုင်နှုန်းအဖြစ်80ရာခိုင်နှုန်းပေါ်ဝင်ပါတယ်စူပရမ ဒေါက်တာအနန္ဒာလာမြင့်ကလည်းပြုံးမပြောဆိုထားတာဖြစ်ပါတယ်။တမတော်တာငိမ့်စာ88ဦးဆိုတာကအခုမှတမတော်ကငိမ့်စာယူပြီးပါတီကိုစပြုတ်ဝင်ရောက်ရှင်ပြန်တာမဟုတ်ပါဘူး။2010 2015ခုနှစ်တွေကလေးကအငင်းဆိုင်ယူထားတဲ့သူတွေဖြစ်ပါတယ်ဆိုပြီးတော့မှထလောင်းပြောကြားထားတာပဲဖြစ်ပါတယ်ဒီလိုမျိုးခွေးတို့ပေါ်ကနေပြီးတော့မှဝင်ပြေတော့မှမြောင်းလိုက်ကျပဖို့ရွေနေတဲ့ရုပ်ကောက်ပွဲကနေသစင်ပါနော်ခုဆိုရင်နေရာတတင်းရာစာရဲ့ဖြိုးစားနေကြတဲ့ဒီကျန့်ဖို့ကကောင်တွေကိုလည်းကျွန်တော်တော်လိုင်းရဲ့ဆွေရနေပြီးတော့မှချင်းချင်းတတိပေးထားတာမို့လို့ဒါမှမဟုတ်ဘဲနဲ့မြောင်းလိုက်နဲ့ပူပေါင်းပြီးတော့မှပါနော် အချမ်းသူလို့ကင်နေဦးမယ်ဆိုတော့ကျွန်တော်တို့တော်လိုင်းရဆူရဲနေပြီးတော့မှဘလိုမျိုးတွေပြည်တံအေးအေးယူသွားမလဲဆိုတာတော့ကျွန်တော်စောင့်ချက်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးနေတဲ့အချက်မှာကတော့အခုဆိုရင်ကျွန်တော်တို့တော်လိုင်းရဆူရဲနေပြီးတော့မှမနေ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့တောင်းဝလီတက်စကောင်ကိုတက်ခဲ့တဲ့ပုံမှာစစ်ခွေးတချို့ပါနော်မျောစာဖြစ်သွားတယ်ဆိုတဲ့သတင်းတွေရဲ့နောက်တစ်ခုကကျတော့ဝလူရစကောင်မှာ PDF တွေကနေပြီးတော့မှစစ်ကောင်စီရဲ့ရဲစကောင်ကို RPG တွေနဲ့တောက်လျှောက်ပြစ်ခတ်နေပြီဆိုတဲ့သတင်းကောင်းတွေကို ပြောကြားထားတာပဲဖြစ်ပါတယ်ဆရာလူမျိုးကျော်ဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်စာကြည့်လိုက်ရအောင်နော်မက်တီလာမန္တလေးနဲ့တနအိခီနေပြည်တော်နဲ့နှစ်နာရီခီဝလူရေစခန်နှစ်ခိုးကြီးမြို့နေအာပီဂျီနဲ့ရွေးကြိုက်တာတော့ဘောမတတိုက်တခါလေမြင်အောင်လာကြည့်တစင်မှုတယောက်ဒါပါအဲ့မပြောတော့မပြောတော့အဲ့တော့နောက်တစ်ခုကဟင်းတဒလီရက်ဘုံမူပြီးသားစုမိသားစုနဲ့ထွက်ပြေးရပြီ ဲ့ဒီနေရာမှာမနေ့ကသတင်းတစ်ခုဘုံမူလေရက်ဖို့ကြည်ဖေတန်းအဲဒီ PLA ကတကယ်ရှင်းလိုက်တယ်အဲ့ဒီနေရာ2024ခုနှစ်ကသတင်းဒါဘုံပြည်သူလူလူကအာရဝန်သာကြိုဆိုကြတာတွေ့ရတယ်လို့အဲတချို့ကျွန်တော်တော်လိုင်းဘက်ကလူတွေကလည်းဒီသတင်းကိုအစ်စ်လို့ထင်ပြီးတော့အစ်စ်လို့ထင်ပြီးတော့ဟောဟောတောင်းနေတောင်းတောင်းဖက်ပြပြောကြတာပေါ့ဗျာဒါအပြစ်တော့မဟုတ်ပါဘူးဒါပေမဲ့ပြည်သူလူထုကိုတရင်ကားပြောမဲ့သူတွေဟာတရင်ကိုစီစီတင်တယ်လို့ကျွန်တော်အကြံပြုလိုပါတယ်။ အပြီးတော့လူကစိတ်ကမြင့်တက်လာတယ်ခွန်အားဖြစ်စေတယ်စိတ်ကတက်ကြွလာတဲ့အချိန်မှာဒီတရင်ကမဟုတ်ဘူးအမားပါဟို2024ခုနှစ်ကဆိုရင်စိတ်ကပြန်ကြောက်လာတယ်စိတ်ကတက်ကြွညာလာတယ်အမြလူတွေကစွန့်ရင်ကုန်ခန်းတယ်လို့ခံစားရတယ်ဒီကြောင့်ဒီကြောင့်လူတွေကပဲပြောမယ်စစ်တပ်ရဲ့ဝါရဖြန့်ချီရန်တွေကဇက်တိုက်လှုပ်လာနေတာဖြစ်ပြီးစစ်တပ်ကဘယ်ပြစ်မှတ်ကိုအဓိကထားဝါရဖြန့်ချီလှုပ်တယ်လဲဘယ်လိုပုံစံနဲ့လှုပ်တယ်လဲဘာဖြစ်နေလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ပြောမယ်အဲ့တော့ဒါကမပြောခင်မှာ ခုနပြောတဲ့ BWI ရဲ့ short right တော့တောင်မူလေးတန်းကိုတဲ့တယ်ဖြစ်တာ jump fighter နစီကင်လိုက်နိုင်ပါတယ်ဗျို့ why ဒစီလုံးဝတုံးမရနားနေဆောင်ပလုံးဒူဘုံမူကြီးနှစ်ဦးမတာပေါ်ပါတယ် short ပါတယ်ခင်ဗျာတာမအရတာလေအုပ်နဲ့အချားအဆင့်6ဦးတိတ်ဆုံးပြီးကိုတော့နှလုံးမိလောင်ပျက်စီးခဲ့ကြပါတယ်စုစုပေါင်းတန်ရာရတယ်မူ12ဦးကိုတော့စေးရုပ်ပို့တယ်လို့နောက်ဆုံးသတင်းများရသိရပါတယ်ဆိုတော့ jump fighter နစီဒီနေ့กินတယ်ဗျို့ ဘသူကခင်တာလေ BWN ကပူပေါင်းတက်တွေနဲ့အတူကျွန်တော်ရှင်းရှင်းဝေးမပြောတော့ဘူးအဓိကတော်တော်လေးလိုရင်းပြောချင်တာအဲ့ဒါနဲ့ကအရန်ခက်နေဘူးဟမ်ဆိုတော့ဒီနေ့နှစ်နှစ်ကောက်ကင်းနေ Y8 ဒစီကင်းလိုက်တယ်လီရက်ဟာလီရက်ဟာဖြုတ်ဖက်ရမယ်ကိစ္စလီရက်ဟာမမစစ်စစ်ကြေအောင်ချိန်ပုံးရမယ်တက်လီရက်မှာစစ်မှုခံတဲ့ကောင်မှန်တယ်မြတ်အမှုတ်ကျိတ်ရမယ်အချိန်ဒီဒါကမင်းတို့ပြထမ်းတဲ့အတိုင်းပဲငါတို့လိုက်လံတင်ကြားနေတာဖြစ်ပါ အောင်ပြေဟင်္ဒရာကကောတနိုင်ငံလုံးနဲ့မင်းတို့ကိုနာစီတွေလို့ငါတို့နာစီတွေလို့ထွက်ချက်မကွာနိုင်ပြီတက္ကပါဒါရောဆီလူမျိုးကျော်အနေပြုမှာပေါ့နော်ကျွန်တော်ခုဆိုရင်တောင်ဝူလေတက်စခန်းကိုဗီဒီယိုလွန်ဖွဲ့ကနေပြုတော့မှာရှော့တိုက်တုံးခုနဲ့လုံးလုံးနဲ့ပြစ်ခတ်တဲ့နေရာမှာစစ်ကောင်စီအရာရှိတွေပေါ့ဝင်ကြတဲ့အောက်ခြေသက်သားတွေအများပြားတိုက်ဆုံမှုတွေလည်းရှိခဲ့တာဖြစ်ပြီးတော့မှာအဓိကအနေနဲ့ပေါ့တာသူတို့အထိခိုက်ဆုံးရှုံးမှုအများခဲ့တယ်ဆိုတဲ့အကြောင်းကျွန်တော်တို့သိရတာဖြစ်တဲ့ဒါကတော့ ။ဟိုတွင်တွင်ကြွရစာတင်ကြောင်းကိုစစ်ကောင်စစ်နေမြို့မှာဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ခုဆိုကျွန်တော်တို့နဲ့စာတင်ပြန်လဲတုံ့ပြန်လိုက်တာပြီးတော့နောက်ထပ်ဒီလိုမျိုးဒီစစ်ကောင်စစ်ရဲ့လေးချောင်းတပ်တွေကိုရှင်းလင်းမဲ့ပေါ့နော်မစ်ရှင်တွေလည်းတွန်းတွန်းချေချေနဲ့လုပ်လာမှာပဲဖြစ်ပါတယ်။တစ်ဖက်မှာဆိုတော့ဝလူရဲစခန်းအပြီးသိနေဖို့ကျွန်တော်တို့ PDF ပို့အောင်တဖို့နဲ့နေမြို့မှာသူစစ်စင်တက်ခဏီတော့မဖြစ်ဘူးပြီးတော့ခုချိန်ထိတက်ဖို့တော်တော်လေးကိုပြင်ထနေတယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဆိုတော့ဒီချိန်မှာကျွန်တော်တို့ပြည်သူလူထုကို စာနာထောက်ထားမှုမရှိဘဲနဲ့ပေါ့နော်အခုချိန်ဒီဘုံချက်တက်ဖြတ်နေတဲ့စစ်ကောင်စီရဲ့လေဘဲတွေကိုလည်းကျွန်တော်အနေနဲ့မြေလံပြီးတော့မှရှာဖွေတုတ်တင်သွားမယ်ဆိုပြီးတော့မှအချိန်ဝါပြောဆိုထားကြတာမလို့ဒီကောင်းနေနေနဲ့ကိုပြက်ကိုဝင်ချတောင်းပြီးတော့မှသူတို့ရဲ့တင်ရထက်တဲ့ပြစ်ဒဏ်တွေတွေ့ပြန်ပြီးတော့မှပြစ်ဆက်တင်နေပြီဆိုတဲ့အကြောင်းလည်းထပ်ပြီးတော့မှသတိပေးပြောလိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့ကော့တောင်းမျိုးကအခုဆိုရင်ဒီအုတ်ကြီးယုံမှာပေါ့နော်လုံချွေးယူနေတဲ့စက်ကောင်စီဘိုးလေးအကြောင်းတင်ဆက်ထားတဲ့တင်လေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော် ဒီခါမှာတော့ဒေါနာတီဗီရဲ့တက်မတော်တွေကစကားတန်အစီအစဉ်အနေနဲ့ကော့တောင်းမြို့မှာလွန်ကျွေးယူပေးနေတဲ့စစ်တီတဝီရေးသားပြပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ကော့တောင်းမြို့ရွှေပြည်သားအုပ်ချုပ်ရေးမှုရုံးမှာလွန်ကျွေးယူထားတဲ့အခွင့်အတွင်ဖြစ်ပျက်နေတဲ့ကိစ္စတွေကိုတင်ပြအပ်ပါတယ်။ခမရ340နှစ်မှာဒုအရာခံဘူဇင်းတော်ဦးစီးပြီးရွှေပြည်သားအုပ်ချုပ်ရေးမှုရုံးမှာလွန်ကျွေးတာဝန်တွေကိုထမ်းဆောင်နေခြင်းအတွင် လောက်စစ်တီတွေကိုငပိရတို့စီရချက်မောင်ဟင်းနဲ့ရက်ရှည်ကျွမှုလျက်ရှိပါတယ်။တပတ်လျင်တစ်ချိန်ဝတ်တာဒါမှမဟုတ်စက်သားကျွေးပါတယ်။စက်သားဟင်းကိုမဆုံမပို့တာကျွေးပါတယ်။ တို့ရာခံမှုစင်တော်ကလောက်စစ်တေရဲ့စာဝင်နေရေးကိုကြီးကြပ်ခြင်းမရှိဘဲဖြစ်တယ်လို့နေထိုင်နေပါတယ်။သူကပြည်သူစစ်တပ်ဦးရဲ့ဇနီးအားညအညနေခေါ်ဆောင်ထားပြီးအကျဉ်လင်မယားကဲ့သို့နေထိုင်နေကြတာဟာ2025ခုနှစ်ဧပြီလမှစပြီးယနေ့အထိဖြစ်ပါတယ်။အဲ့ဒီအမျိုးသမီးကလုံခြုံရေးအဖွဲ့စားတောက်ရန်ထမင်းဟင်းချက်ပြုတ်ပြီးနေပြီ။စစ်တေရဲ့ထမင်းစားနေတဲ့အချိန်မှာမတမယာမျက်နှာထားအမှုအရာနဲ့ကြီးရှုဆက်ဆံလေးရှိပါတယ်။ဟင်းလျာတွေချက်ပြုတ်ပြီးတဲ့အချိန်မှာဒုရာကံပုံစင်တော်နဲ့အဲ့ဒီအမျိုးသမီးစားတောက်ရန် လုံလောက်အောင်ခတ်ထည့်ပြီးမှကျန်တဲ့ဟင်းတွေကိုစစ်တီတွေကိုခွဲဝေစားတောက်စီပါတယ်။အခုအခါလုံခြုံရေးနေရာကိုမတက်ဆိုင်တဲ့အဲ့ဒီအမျိုးသမီးရောက်ရှိနေထိုင်နေပြီးစိုးမိုးချယ်လဲမှုကြောင့်စစ်တီတွေဟာမလွတ်လပ်တဲ့အပြင်စိတ်အနှောက်အယှက်များစွာဖြစ်ပေါ်နေရပါတယ်။လုံခြုံရေးယူထားတဲ့နေရာမှာအဲ့ဒီအမျိုးသမီးအားညအိတ်ညနေနေထိုင်စီခြင်းကြောင့်လည်းမလွတ်လပ်တဲ့အုပ်ချုပ်မှုဖြစ်စဉ်တွေပေါ်ပေါက်စေနိုင်ပါသဖြင့်တော်ဝင်ရှိသူအထက်အရာရှိများမှာအချိန်မီတက်မှတ်ဆောင်ရွက်ပေးကြပါရန်တိုက်တွန်းလို့ဆိုအပ်ပါတယ်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတပ်မတော်သားအရာရှိစစ်တီတွေ ။အင်းအောင်တဲ့ရဲမေတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲတွေကိုအများကတည်အောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအင်းအောင်တဲ့ရဲမေတွေအနေနဲ့ကျွန်မတို့အစီအစဉ်မှာပါဝင်ခြင်း message box ကနေတစင်စာပေးဖို့ပြီးပါဝင်နိုင်ပါတယ်။ပေးဖို့လာသူတွေရဲ့အချက်လက်တွေကိုကျွန်မတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒါတော့ဗောနာကျွန်တော်ခုဆိုရင်စစ်ကောင်စီဘိုးလေးကနေပြီးတော့မှသူတို့ရဲ့အောက်ခြေတပ်သားတွေကိုဒီလိုမျိုးဗောနာထိနှိုင်းချက်လွှတ်ဆောင်နေတာပြပြမှာတစ်ဖက်မှာဆိုတော့ဖြူစော်သေးတကောင်ရဲ့မိမောက်ကို ူကနေပြတော့မှအချင်းလင်းများပုံစံမျိုးနဲ့အခုစံပေါင်းသင်းဆစ်ဆန်နေတယ်လို့ကျွန်တော်နောက်ထပ်တည့်ရတာပဲဖြစ်ပါတယ်။ဒီကောင်တွေကတော့အဲ့လိုမျိုးပဲဒုစစ်ဆဲမျိုးစုံနဲ့ပေါ့နော်ပျော်ပါးတွေပြတော့မှကိုရဲဘော်ချင်းချင်းရဲ့မင်းမတော်မှခူးစားတဲ့အချင်းတွေလည်းကျွန်တော်ကြားထားရတာတွေများစွာရှိနေတာမို့လို့ဒီထက်ပိုပြီးမှဆွေးရလာဖို့ပဲရှိတာဖြစ်ပါတယ်။စေးချတာဒါမှမဟုတ်ပေါ့နော်လူမျိုးပြည့်တစားတွေကိုငားရမ်းပြတော့မှကျွန်တော်ပြည်သူတွေပေါ်မှာရဲ့ဆက်ဆက်နဲ့ရုံမှာတတ်တဲ့စစ်ကောင်စီတပ်ဖုံတွေကိုလည်းကျွန်တော်တော်လိုင်းရဲ့ဆွေးရနေပြတော့မှအချင်းချင်းတရိပ်ပေးမှုတွေလှုပ်ဆောင်ခဲ့တာဖြစ်လို့ဒီထက်ပိုပြီးမှဆွေးရလာအောင်မယ်ဆိုတော့ပေါ့နော်ဒီကောင်တွေတွားရလမ်းကတော့ ငရေလာမဲ့ဖြစ်မယ်ဆိုတော့ကျွန်တော်အခုဆိုရင်ပြောလို့ရနေတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောတွေနဲ့ကျော်စိုးကနေပြီးတော့မှဝလူရစ်ကဟုဆိုရင်ကျွန်တော် PDF တွေရဲ့လက်ထက်ရရှိတော့မယ်ဆိုပြမှာပေါ့နော်ဂျေကွက်လောက်မြဲဆိုတော့ပြောဆိုထားတဲ့အားလေးကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးပါဒီကနေ့ကမေလ16ရက်နေ့ည9:00နာရီမိနစ်20အချိန်မှာအထူးကြီးမြို့နယ်ဝလူကျွန်တော်မှရှိတဲ့ဒါလုံးရစ်ကကိုဂျပန်သမားတွေကအင်အားလုံးနဲ့လက်ရှိတိုက်ခိုက်နေရတယ်ကျွန်တော်တို့ဒါနေနေရနေပြီးတော့ဖုန်းအဆက်တွေရပါတယ် ိုက်ပွဲတွေကပြင်းနေပါလေအကြမ်းမဲ့သမားတွေကဒီကြီးရောက်ကိုတိုက်နေတာကျွန်တော်တို့ရကတော်တော်လေးရှိလာပါပြီရကတော်လေးရှိနေပါလားရှိလာပါပြီအဲ့ကြမ်းမဲ့သမားတွေကတော့သူတို့ဘလောက်ပဲတည်တည်ဒီစကားရရှိရတော့ကသူတို့ရဲ့ဘာနဲ့ဖြစ်နေပါလဲအဲ့တော့ကျွန်တော်တို့ဒီကနေ့ခွန်လာညခွန်လာကြီးအမင်း20အချိန်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လက်ရှိကျွန်တော်အဲ့ဒီရွာမကဒါဒီကြီးရောက်မှတိုင်နေပြည်သူပေါင်းများစွာလည်းကျွန်တော်ပြိမိနေလို့သိရပါတယ်အဲ့တော့ကျွန်တော်တို့ဝလူဝလူမှာရှိတဲ့ဒီလိုမျိုးစကားနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ အပြင်းထန်တဲ့ဆောင်းအပ်ပေးဖို့ဒေသတည်သူတွေကတော့ကျွန်တော်တောင်းဆိုလေးရှိပါတယ်ဒီကြိမ်ကိုတင်ပြပေးတာဖြစ်ပါတယ်ကျော်စွာတော့ဟိုဆိုရင်ကျော်တော့ပါနော်နထိုးကြီးမြို့နယ်မှာရှိတဲ့ဝလူရဲစခန်းဟာဆိုရင်တော့ပြည်ထက်တွေရဲ့လက်ထက်ရရှိလို့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာဖြစ်ပါတယ်ကျော်တို့အားလုံးသိထားတဲ့အတိုင်းပဲဟိုရဲ့ဘိုင်းမှာဆိုရင်တော့ဒီအညာတဝိုက်မှာဆိုရင်မြင်းချန်ခရိုင်ထူးစစ်စင်အနေနဲ့စတင်လို့ဆောင်နေတာဖြစ်ပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစော်တွေကိုအမျက်ပြခြေမုံတက်ခိုက်မယ်ဆိုပြီးတော့မှကြွေးကြော်ထားကြတော့မလို့ဒါတော့ကျော်တို့ 2025ဒေါ်လာလဲလုံးကြီးတရက်အနေနဲ့ပေါ့နော်စတင်လဲတယ်လို့ပဲပြောမှာဖြစ်ပါတယ်။ဒီချိန်ဒီမှာကျွန်တော်ပြည်သူတွေဘက်ကနေပြည်မှာဒေါ်လာရဲ့ရပ်တွေကိုများစွာကူညီထောက်ပံ့ဖို့လွှဲနေတာဖြစ်ပြီးတော့ကိုရတဲ့နေနဲ့တတောင်းတနေရနေဖြစ်ဖြစ်ဝိုင်းဝန်းကူညီပေးချဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဇဝဲရနေပြည်တော့မှာပဲခုဆိုရင်အောင်ပန်းနေစင်တွေကြားတယ်ပေါ့နော်ကျွန်တော်ဒေါ်လာရဲ့ရပ်တွေနဲ့ပေတဲ့တွေကိုဒီကောင်ကနေပြည်တော့မှာဘယ်လိုမျိုးအချောင်းစင်ကိုပြောဆိုထားမလဲဆိုတာစစ်ပြည်တော့မှာကြည့်လိုက်ရအောင်နော်။၂၀၂၁ခုနှစ်ဖေဖော်ဝါရီလတရားခင်းခြင်းရတယ်အခုချိန်ထိတိုင်းပြည်နေရာအနှံ့ပြားမှာ သုံးနှစ်ရှိပြီလေးနှစ်ရှိပြီတာဝန်ထမ်းဆောင်နေရတာမိသားစုတွေကလေးတွေတောင်မမြင်ဘူးတော့ဘူးစစ်ခွဲရဘလို့ကိုကြီးသားစိတ်နေခမောက်ထားလာတယ်လူတွေပေါ်မှာဟမ်မိမဲဆက်ပါမင်းတို့ PDF တွေတော်တယ်မှာ PDF မှာနေနဲ့လိုးနေတာဒီလားတိုင်းပြည်ကဝန်နဲ့တက်တော်သားရဲ့မိသားစုကနောက်တန်းကြံပြီးတော့ဟိုကောင်တွေကရှေ့တန်းမှာသွားဟုတ်လားရှေ့တန်းကနေပြန်လာရတဲ့စစ်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေအများကြီးရှိတယ် မင်းတို့တိုင်းပြည်ကိုကာကွယ်နေရလားဖျက်ဆီးနေတာလားဟမ်အဲ့တော့မင်းတို့အခုကြည့်လေပြည့်လေဝက်လူပါပြည့်လေပြတ်သွားတော့ပါပြည့်လေနှစ်ထိုးကြီးမင်းတို့ရမယ်ထင်လားမင်းတို့အနီအားပဲထောက်ခံတဲ့လူတွေအားလုံးပဲဘွားတွေဖျက်ဆီးသွားမှာစစ်တပ်ကဘာမှမဖြစ်ဘူးနော်ဘာမှမဖြစ်ဘူးအစ်စေပဲနော်အဲ့တော့လာပြီးတော့မှတီအန်အန်နေတဲ့မင်းတို့အခုဘာလုပ်ထားလဲ30မှာဟမ် မင်းတို့နောင်ချိုမှာရှိသေးလားဟမ်ရှိလားနောင်ချိုမှာရှိလားတော့မင်းတို့ PDO ရတယ် DNA တွေတစ်ဖက်တွေဟမ်မင်းတို့တမန်တော်မှာကြာရင်နောင်ချိုပြန်ပြီးတော့ဝင်တော့မှာနော်ရက်ပြရတယ်မင်းတို့တိတော့နော်မင်းတို့ဟိုနားလေးနေ3ယောက်4ယောက်ဒီနားလေးလေး5ယောက်နဲ့မင်းတို့ဘွားတွေဟမ်မင်းတို့အခုလာရေးတဲ့ကောင်တွေတယောက်မှ PDF မပါဘူး PDF ကလည်းလို့မရေးတော့ဘူး နော် PDF ကမရေးနိုင်တော့ဘူး PDF ကဘွားပြတ်နေပြီဟမ်နော်ပြောထားဖို့ပါနော်ဘွားပြတ်နေပြီမင်းတို့လိုစောက်ဒီဘက်ကအစောက်စင်းကိုမပြောနဲ့ဟိုးတပေချင်းတို့စင်ကူးတို့မှာရှိတဲ့ရွှေတွေရွာတဲ့ဟိုးမိုးကုတ်မှာကြောက်တွေရတဲ့ PDF တောင်နေလို့မရတော့ဘူးမင်းတို့မှာနေစရာမရှိဘူးလေဟုတ်လားမင်းတို့မှာနေစရာမရှိတော့ဘူးမင်းတို့မှာလစ်သွားပြီဟုတ်လားသွားပြီနော်အလင်းဝင်ဆိုလဲမဝင်ခြင်းဘူးနော် အခုကြည့်လိုက်ဒီဘက်မှာအစိုးရနဲ့ပူးပေါင်းပြီးတော့မှမင်းတို့ကကိုယ်နိုင်ငံကိုယ်လူမျိုးကိုတန်ဖိုးထားရင်ပြန်တိုက်ရမှာဇော်ပွင့်ရတော့ခုဆိုရင်ကျွန်တော်အားလုံးသိထားတဲ့အတိုင်းပဲဒီအညာဒေသမှာရှိတဲ့ပေါ့နော်နော်ထိုးကြီးမြို့နယ်ကစစ်ကောင်စီတပ်ဖွဲ့တွေချိန်မုန်းတဲ့နေရာမှာတော်တော်လေးအထိနာနေလို့ PDF ကိုဆက်ဆိုပြီးတော့မှဝါရဖြန်ပြောဆိုနေတာဖြစ်တယ်အားလုံးသိထားတဲ့အတိုင်းပဲတိုင်းဒလန်ကရင်တပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့ကြံတဲ့ပေါ့နော်ပြည်မမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေကအချင်းချင်းစီလုံးရင်းနဲ့ဆန်တဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုဖျော်ချတဲ့နေရာမှာလဲ ားသက်တောင်းနဲ့ပူပေါင်းပြီးတော့မှလှုပ်ဆောင်နေကြတော့ဒီကောင်တွေကလည်းပြီးတော့မှမနာလိုဂျီဝင်စိတ်နဲ့အခုလိုမျိုးပေါ်ပန်းလေးဆက်တွေပြောဆိုနေတော့ပဲဖြစ်ပြီးတော့မှတကယ်တမ်းပြောမယ်ဆိုတော့အောက်ခြေတတားတွေဘလို့ပဲတည်တည်သူတို့စစ်တပ်ကြတော့ပါနော်အစားတောင်းမပြုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာကျွန်တော်တည်ရပဲဖြစ်ပါတယ်ဒါကတော့တမီတာဆုအနေနဲ့တေချာလို့တွေးတော့တင်တဲ့အကြောင်းအရာတစ်ခုဖြစ်ဖြစ်တော့မှကျွန်တော်ပြည်သူတွေဘက်ကနေပြီးတော့မှလက်ကမ်းချိုးဆူနေတဲ့အချိန်မှာအလင်းမြန်ဆုံးကူးပြောင်းခလုံးတင်နေတယ်ဆိုတာကိုလည်းခေါင်းထဲမှာထည့်ထားဖို့လိုအပ်နေတာဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတို့ပို့နေတဲ့ပုတ္တမနေပြီးတော့မှရောဘယ်လိုမျိုးတွေပြထားအောင်မလဲဆိုတာကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော် နိုင်ငံတော်ကိုလက်နက်ကင်ပုံစံနဲ့နေရာမှာသူတို့ကအပီတရက်ခေါင်းတော့ဖြစ်နေကြပြီเนาะဥပမာအားဖြင့်စကိုင်းတိုင်းဝက်လက်မျိုးနဲ့စိုင်းတိုင်းကြီးရွာကဘာကတာချောင်းသားမောင်မြင့်မြတ်ဦးမောင်မြင့်မြတ်ဦးဆိုလို့ရှိရင်သူတို့ပီတရက်ဒီအချင်းချင်းဒီကလေးကိုနှုတ်ပိတ်ပြတ်လိုက်တယ်တက်ပလာပြီးတော့အဲ့ဒီအမှုကိုလည်းလက်ရှိချိန်ထိเนาะသူတို့ပြရင်လည်းဝိုင်းချပြီးတော့ဖုံးပြီးသွားတာလေဆိုလိုချင်တာဒီကလေးကကိုယ်နဲ့မရှိသေးဒါပေမဲ့ဒီကလေးကကိုယ်နဲ့မရှိရတောင်းတာမျိုးကနိုင်ငံတော်ကိုလက်နက်ကင်ပုံစံနဲ့ခေါင်းဆောင်တယောက်ဖြစ်နေပြီ เนาะကျွန်တော်ကအခုအကြောင်းနေဖွင့်နေမှာကြာတောင်းဖွင့်နေချိန်မှာတောင်းဝစ်ဆောင်ဖြူစိမ့်နေတောင်းသွားပြင်မယ်เนาะတောင်းချိန်ပြင်မှာလို့ကျူရှင်ချိန်တွားတဲ့ခါကျတော့တောင်းသားရအရက်ဝက်နေပဲပုံမှန်အရက်ဝက်သားနေပဲတွားမယ်တွားလို့အဲ့ဒီလမ်းမှာပောက်ခွဲမှုတစ်ခုဖြစ်ခင်ရင်တို့မဟုတ်အဲဒီမှာအချိုးရမှုတယောက်တက်ခံရတယ်တို့မဟုတ်ရတဲ့ဖွင့်ဝင်တယောက်လောက်ကျန်တက်ပြက်ခံရတယ်အဲ့ဒီလိုမျိုးရှားပြဲမှုတစ်ခုပြင့်မှုတစ်ခုအကြမ်းဖက်မှုတစ်ခုဖြစ်လို့ရှိရင်အဲ့ဒီအင်းနာမှာရှိတဲ့လူတွေကိုဖမ်းဆီးစစ်ဆေးရမှာ ဒါကလုံချုံရေးရလုံဆောင်ရမယ်တာဝန်နဲ့ဝတ်ရရဖက်စီဆက်စီရမယ်အဲ့ဒီလိုဖက်စီဆက်စီတဲ့အခါဒီနောက်မှာဖြစ်သွားတဲ့ចောင်းသားမောင်မယ်လေးရှိလို့ရှိရင်ကြောက်စိတ်ကလေးတွေအင်းထဲမှာကြောက်စိတ်ကြောက်လာမယ်နော်ယူနီစက်သားရင်းနဲ့လည်းကြောက်လာမယ်ရေးရင်းနဲ့လည်းကြောက်စိတ်ဖြစ်လာမယ်ចောင်းသားမိဘရဲ့ရှင်ထဲမှာလည်းစိုးရိမ်စိတ်ဖြစ်လာမယ်ဒါကြောင့်မလို့တရားဝင်ရင်ဌာနကလည်းအမေညော်ချားစာထုတ်ပြီးတော့ចောင်းနိုင်ចောင်းနိုင်မှာအထူးသဖြင့်ဒီထက်တဲ့ចောင်းသားတွေပေါ့နော်ထက်တဲ့ចောင်းသားတွေကိုចောင်းသားကက် နော် ID ကအမပုံတင်ကထုတ်ပေးတင်ပါတယ်။အာကျွန်မဆိုလို့ရှိရင်တခါမှမကျောင်းသားကမရခဲ့ဘူး။ဆိုတော့အော်ငါကဒီတောကျောင်းမှာပေါ့နော်။နေကျောင်းမှာတက်တာမလို့ကျောင်းသားကမရတာလားဆိုတော့လည်းမဟုတ်ဘူး။ကျွန်မဆယ်ထဲမှာမြို့ကျောင်းပြောင်းတက်တော့လေမြို့ကျောင်းမှာလည်းကျွန်မတို့ကျောင်းသားကမရဘူး။တက်ကတော့တက်တဲ့ခါကျမှကျွန်မတို့ကျောင်းသားက ID ကလေးပေးရပေါ့နော်။ဒီရှိချိန်မှာကျတော့နော်ဒီလက်ရှိချိန်မှာတိုင်းရပြည်မှာလက်ခဲတဲလည်းဖြစ်နေတယ်။စိတ်အပြေးပက်ခါလည်းဖြစ်ပေါ်နေတဲ့အတွက်သက်ဆိုင်ရာပြည်တိုင်းဝန်ကြီးဌာနကအမိန့်ညွှန်ကြားစာထုတ်ပြီးတော့နော် Grade 3အာဒီ Grade 11အထူးသဖြင့်ထပ်တန်းကျောင်းသားတွေကို ကျောင်းသားအမေအတန်းနံပါတ်နဲ့ကျောင်းဝယ်မှတ်အဓိကကတော့ကျောင်းဝယ်မှတ်ပေါ့နော်ကျောင်းဝယ်မှတ်ဒီသက်ဆိုင်ရာကျောင်းဝယ်ကြီးရဲ့လက်မှတ်လေးတွေနဲ့ ID ကလေးတွေထုတ်ပေးတင်ပါတယ်ပုဒ်မရင်ပြမခုလာမယ့်စာတင်တဲ့အတွက်ပေါ့နော်ချောင်းတက်ကတွေစတင်ထုတ်ပေးတင်နေပြီဆိုတော့ကြောင့်ပြောဆိုထားတာဖြစ်ပြီးတော့မှဂျာတက်ကနေပြီးတော့ PDF တွေကိုအားထောင်ပြီးတော့မှပြောဆိုတော့တာဖြစ်ပါတယ်ဒီလိုမျိုးစကောင်စီရဲ့နတ်စီရီယံဝင်ထမ်းတွေနဲ့ကျတို့ဒီစစ်ချုပ်ပညာရောက်မှတင်ကြနေကြတဲ့ပေါ့နော်ချောင်းသားလူငယ်တွေရာဆိုတော့ မြောက်နိုင်တို့အစုရဲ့ဝါရမိုက်တေချွန်ခိုင်းမယ်ဆိုတာတော့ကျင့်တိပြောလို့ရနေတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့စစ်ကြုံပညာရေးနဲ့စစ်ကောင်စီရဲ့အာဏာရှင်ဆန်ဆန်ပြင်းထန်မှုတွေကြားရတဲ့အခါနဲ့ပြတော့မှအခုချိန်ထိတယောက်ပညာတင်ကြားလိုနေတဲ့ပေါ့နော်။ချောင်းသားလူငယ်တွေကိုလည်းဒီတော်လိုင်းမှာမြန်မာညာပြတော့မှပြည်သူတွေနဲ့ပူးပေါင်းပြတော့မှလှုပ်ဆောင်ချဖို့တတ်တွန်းပြောဆိုမှုတွေလည်းရှိနေတာဖြစ်ပါတယ်။ဒီကြောင့်တွေနဲ့ပတ်သက်ပြတော့မှလည်းမြို့ပပြည်သူတွေကနေပြတော့မှကိုယ့်ရဲ့မြေလေးတွေကိုအခြေပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုတို့ပို့နေတဲ့ကိုစီရနေပြတော့မှ တရုတ်ရုရှားရဲ့ကြောထောက်နောက်ခံပေးမှုနဲ့သူအခုဆိုရင်မိုက်ကြီးခွဲပြနေတဲ့ physics ချမ်းဖက်မြောက်လိုင်းတို့အုပ်စုကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်စပီရမှာချိလဲရအောင်နော်မင်းအောင်လိုင်းနေရာမှာခွေးကိုအမီးဖြတ်ပြီးတော့ကာကွယ်ဥစည်းတို့ဝစ်စုံဝစ်ပေးလိုက်ရင်ရောအဲ့ဒီတရုတ်နဲ့ရုရှားကအာနာဘိန်းခေါင်းဆောင်ကဒီခွေးကြီးပါဆိုရင်လက်ခံလားမခံဘူးလားအဲ့ဒါအဖြေပဲအဲ့တော့လူပုတ်ကိုလူတန်ဖို့ကြောင့်တရုတ်နဲ့ရုရှားကမြန်မာခေါင်းဆောင်အာနာဘိန်းခေါင်းဆောင်ကိုလက်ခံနေတာမဟုတ်ဘူးတိလားအဓိကအာနာတိန်းထားတဲ့စစ်ခေါင်းဆောင်ဖြစ်နေလို့ဒါကဝင်ဖြစ်နေပြီသူလက်ခံတယ် ဘာဖြစ်လို့လဲအာနာရှင်တွေအုပ်ချုပ်မှာသူတို့အကျိုးမြတ်ရှိမှာရုရှားဆိုလည်းဒီမြန်မာနိုင်ငံအတွက်ဘယ်နည်းကပြောလို့အကျိုးမြတ်တွေပါရရမယ်သူတို့ရဲ့နော်ဒိတ်လုံးနေတဲ့အန်ဒိတ် လေရင်တွေလက်နက်တွေစတဲ့ပြည်မြန်မာကိုအကျိုးနဲ့ရောင်းလို့ရတယ်မတန်မဆဈေးနဲ့ယူလို့ရတယ်သူများနိုင်ငံကိုလက်ခံပေးလို့ရမယ်ပစ္စည်းတခုကမြန်မာပြည်မှာအကျိုးနဲ့ရောင်းလိုက်တာနဲ့သူတို့အကျိုးမြတ်ရအောင်လို့ဆိုဘယ်လိုဖြစ်လက်မှာပဲဟုတ်တယ်နော်အစိုးဆုံးကတရုတ်ပေါ့တရုတ်ဟာမြန်မာနိုင်ငံမှာစီမံကိန်းမြောက်များစွာရေးဆွဲလုပ်နေတယ်အဲဒီမှာအစိုးဆုံးကမြစ်ဆုံစီမံကိန်းနဲ့တောက်ဖြူရေတပ်စီမံကိန်းပြီးလို့ရှိရင်ပိုလန်မှာစီမံကိန်းတောက်ဖြူရေနဲ့စီမံကိန်းမှာပထမဆုံးထားတဲ့စာချုပ်က 64ရာဂိုင်းနှုန်းကအဲ66ရာဂိုင်းနှုန်းကတရုတ်အစိုးရအတွက်သူဒီအရင်မကြည့်ရှင်းပေါ့၄ရာဂိုင်းနှုန်းကမြန်မာနိုင်ငံအတွက်ရမယ်ခင်ဗျားတို့စဉ်းစားကြည့်ပြောမ66ရာဂိုင်းနှုန်းကတရုတ်အစိုးရအတွက်၄ရာဂိုင်းနှုန်းကမြန်မာနိုင်ငံအတွက်ပဲရမှာအဲ့ဒီစာချုပ်ကိုဒေါ်ဆန်းစုကြည်အစိုးရတက်လာတဲ့အချိန်မှာပြင်ပြီးတော့ချုပ်ဆောင်နိုင်ခဲ့တယ်အဲ့တော့ငါတို့အယူ CEO ထိုးရေးကာတိရင်နဲ့ကာရမယ်လို့ဒေါ်ဆန်းစုကြည်တခုံးမှမကြွေးကြော်ခဲ့တယ်လို့တူတက်လာတဲ့ကာလမှာတရုတ်ကနော်နယ်မြေကျူးကျော်ပြီးတော့ခြံခတ်ခဲ့တဲ့အရာကိုဟန်သားနိုင်ခဲ့တယ်တရုတ်ကနေအမျက်ထုတ်မဲ့ ကိုမြေကိုရေပေါ်မှာလာပြီးတော့စီးပွားရှာမဲ့အရာကြီးကိုဟန်သားနိုင်တယ်အဲ့ဒီအချိန်ဝါနဲ့လက်ရှိတေဝါဒေါ်ဆန်းစုကြည်မမော်ကိုလက်ရှိအရက်သားအစိုးရတက်လာမဲ့အရာကိုအင်မတန်ကြောက်တာဒါကြောင့်မလို့မင်းအောင်နိုင်ကို supporting ပေးပြီးတော့ကြားကန်ကန်ပေးနေတာဒါပေမဲ့ရှစ်ဗီဒီယိုမှာကျွန်တော်ပြောခဲ့တယ်လို့ဘလောက်ပဲနိုင်ငံတကာရဲ့ကြားကန်မှုကစစ်ကောင်စီပေါ်ရှိစေစီးရီးယားတော်နိုင်ရေးမှလို့အာနာရှင်အာဆက်အစိုးရကိုရုရှားဟာလေရင်ကောရုရှားနဲ့အီရန်ကလေရင်ကောလူကောစစ်တပ်ကောဝင်ပြီးတော့ပစ်ပေးတဲ့အစ်စ်တွေဖြစ်ခဲ့တာကျွန်တော်တို့မှအဲ့ဒီမရောက်လာသေးဘူး အဲ့တော့73နှစ်ကြာတိုက်ခိုက်သွားတဲ့နော်စီးရီးယားပြည်သူတွေတော့မှအာနာရှင်ကိုပြုတ်ချနိုင်ခဲ့တာကျွန်တော်တို့မြန်မာပြည်သူတွေကဘာဖြစ်မှမပြုတ်ချနိုင်ရမှာလဲအဲ့တော့အာနာရှင်တွေပြုတ်ချမှကျွန်တော်တို့ဘေးနိုင်ငံအထူးသဖြင့်အိန္ဒိယတရုတ်ထိုင်းဒီတုံးနိုင်ငံဟာမြန်မာနိုင်ငံတော်လှန်ရေးမှာလုံးဝမကူညီထားပါဘူးမကူညီတဲ့ပြင်အာနာရှင်တွေအတွက်ထွက်ပေါက်ရအောင်လုပ်ခဲ့တဲ့တိုင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့တည်သူတာလွတ်မြောက်လို့ပါကိုစီပြောတော့ရေရှင်ရှင်းလင်းနေပါနော်တကယ်ကိုကျွန်တော်တို့ဘက်ကနေပြီးတော့မှတေချာစဉ်းစားမဲ့အချက်လေးတွေဖြစ်တယ်အခုဆိုရင်ကျွန်တော်တို့အိန္ဒိချင်းနိုင်ငံနဲ့ပြီးတော့မှ မြောက်လိုင်းစီကနေပြတော့မှသူတို့ရဲ့အတင်းရထက်တယ်ပေါ့နော်ချိုးခန်းဆောက်ကုန်တဲ့တောင်းရန်ပြတော့မှပစ္စည်းတွေဆိုရင်လည်းမတော်တဆဈေးနှုန်းတွေနဲ့ရောင်းချနေတာကျွန်တော်နောက်ထပ်တွေ့ရပဲဖြစ်ပါတယ်ဒီဆရာနာရှင်တွေကတော့သူတို့အာနာတီမြဲနိုင်ဖို့ဆိုရင်တော့ကျွန်တော်တပီလုံးမှရှိတဲ့ဘယ်ပစ္စည်းမှဆိုတိုင်းပြရဆောက်လို့ပေါ့နော်ရောင်းချရတဲ့အဆင့်တွေတိကျွန်တော်တွေ့ရတာဖြစ်ပြီးမှခုဆိုရင်လည်းမြောက်လိုင်းရနေပြတော့မှဆလင်းတဲ့ပစ္စည်းမျိုးစုံကိုကျန်တဲ့ကျွန်တော်တယန်စာတပစ္စည်းမျိုးစုံနဲ့ဝေယူနေတာကိုကျွန်တော်နောက်ထပ်တွေ့ရတာပဲဖြစ်ပါတယ်အဲ့ဒီအားတွေတစ်ဆင့်ကျွန်တော်ဝေရင်တွင်ကြည့်ရလို့မျိုးပေါ့နော် ဖြစ်စီမျိုးတွေနောက်ထပ်ဖြစ်လာတာဖြစ်ပြမဒီတပ်ပူပြမကျော်လို့နေတဲ့စစ်ကောင်စီမိုက်ကြီးခွဲမှုတွေကိုဟန်တာဖို့လွှဲနေတာပဲဖြစ်ပါတယ်ပီတူတီယလုံးနေတဲ့ဒီတော်လိုင်းမှာတစ်တည်းဝင်ပူပေါင်းကြမယ်ဆိုတော့ Syria တော်လိုင်းရဲ့ထက်တော်မှာပေါ့နော်မကြာရှည်ဘက်နဲ့ကျွန်တော်အနေနဲ့မကြာခင်မှာတော့စစ်ကောင်စီနဲ့ Fisher Nation လူတစုအားလုံးကိုအများဆုံးဖြိုချနိုင်မယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကျွန်တော်ဒီနေ့မှလည်းဖိုင်းဗီဒီယိုကိုဒီနေ့မှပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မျိုးဝပြည်သူများလုံးထူးခြားစွာတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ Channel နဲ့နေ့တက်လေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီညကတည်းကစုမကောင်းတောင်းပေးလိုက်ပါတယ်။